အားလုံးပဲမင်္ဂလာပါသတိရချစ်သူ channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဆက်တစ်ချိန်အတွက်ကျွန်တော်ပထမပိုင်းမှာ610 site 610ကိုစိုက်မတင်ဘဲကဏ္ဍလေးပဲတင်ပေးထားတာပါအခုအဲ610ကဏ္ဍလေးကိုကျွန်တော် site လေးနဲ့တကွပြန်တင်ပေးလိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့610လို့ဒီဘက်မှာအောင်ခဲ့လို့ရှိရင်ပေါ့လေ73ချိန်မှာကျွန်တော်ဖန်ထားတဲ့96 96နှစ်ဆိုတဲ့ကဏ္ဍလေးကပို့ပြီးအားကောင်းလို့ပါတော့96 96နှစ် site ကလေးကိုမကြည့်ရသေးသူများ ကျွန်တော်ရဲ့တတိဖြစ်မဲ့မွေးတခွက်ဆိုင်မှာတွားကြည့်ပါကျွန်တော်အစောကြီးကတင်ပေးထားတဲ့ဒီ73ချိန်ကိုဖမ်းထားတာမို့လို့ပါကဲကျွန်တော်ကဆိုကြည့်ကြည့်အောင်ပြပထမဆုံးနဲ့84မှာကျွန်တော်တို့69 1လို့သူဒဲတဲထားတယ်အဲ့69 1ကနေတော့ဇောင်းဆင်းလိုက်မယ်1 2 3 4 5 6 6ကျင်းအောင်ပါလား641ဆိုပြီးတော့လည်းပြန်တည်ပြထားပါတယ်အဲ641ကိုင်းတော့ ဆောင်းတက်လိုက်မယ်1 2 3ဆောင်း3မိနစ်တည်းပေါ်သွားလိုက်မယ်တဲ့1 2 3 4 5 6 9 10 11 12 13 14 14ချိန်မှာတဲ့438ဆိုပြီးဒီကဏ္ဍလေးပြန်တည်ပေးထားပါတယ်တဲ့အဲ့၄၃ရှိကနှုတ်ဆောင်ဆင်းလိုက်မယ်တဲ့၁၂၃၄၅၆၇၈ဆောင်း၈ချိန်ဆင်းပြီးအောက်ဆင်းလိုက်မယ်တဲ့၁၂၃၄၅မှာ၆၉၀ဆိုပြီးသူ တည်ပြီးထားပြီတဲ့အဲ690လေးကနေတို့ဆောင်းတက်လိုက်မယ်တဲ့1 2 3 4 5ဆောင်း5ပင်တက်ပြီးတဲ့တဲ့သွားလိုက်မယ်1 2 3 4 5 6 7 8 9 10 17မှာခွန်း14ဆိုပြီးတို့တည်သွားပါပြီတဲ့နော်တို့6 9 1လို့ရှိတယ်6 4 1ရှိမယ်4 3 8ရှိမယ်ကျွန်တော်တို့ 690ရှိမှ690ရာနေမှာတို့အကျဉ်းဒီနှစ်တူသွားလိုက်ခွန်တလေးဆိုပြီးတာပထမကတ်မှာတည်ပေးထားတယ်ပေါ့လေဒါပထမကတ်ပေါ့ဒုတိယကတ်မှာလဲတဲ့69ခုနှစ်မှာတို့ပထမကတ်တိုင်းမှာသူ691လို့ပဲသူကတဲတဲထားတယ်တဲ့အဲ691လေးကနေဇောင်းဆင်းလိုက်မယ်1 2 3 4 5 6ဇောင်း6ကျင်သူ့အောင်မှာလဲပထမကတ်တိုင်းမှာ641လို့ပဲသူကတဲပြန်တဲထားပါတယ်တဲ့ အဲ6လေးတင်းဇောင်းတက်လိုက်မလို့1 2 3 1234567891314မှာဇောင်း3ချိန်တက်14ပြီ14ချိန်တက်လိုက်တာ ਨੇ တဲ့ပထမကတ်တိုင်မှာ483ဆိုပြီးသူကလည်းတည်ထားပါတယ်တဲ့အဲ483ရင်တော့ဇောင်းဆင်းလိုက်မှာ1234567ဇောင်း10ပြင်ဆင်အောက်ဆင်းလိုက်မယ်တဲ့1235မှာလည်း ပထမကတ်တိုင်းမလို့960ဆိုပြီးသူတဲပြေးထားပြန်ပြီတဲ့အဲ960နဲ့ဇောင်းတက်လိုက်မယ်တဲ့1 2 3 4 5 5ဘင်းသွားပြန်တဲတဲသွားလိုက်မယ်တဲ့1 2 3 4 5 6 7 9 10 11ဆိုတော့အဲ့လိုဒီပွဲပေါ့ဗျာဒါပထမကတ်မှာသူခွန်တေလေးလို့ရိုက်ထားတယ်ပေါ့လေနော်691တဲမယ်641ရှိမယ်ဒီ73ရှိမယ်960ရှိမယ်အချင်းတူကွာဝေးတူမှာဒါ ပထမကတ်မှာခွန်တလေးလို့ရိုက်ထားရပါလေဒါကျွန်တော်ခုဆက်တဲ့ပြင်မှာကျွန်တော်ခွန်တလေးလို့ယူထားရပါလေဒါတော့ကျွန်တော်တို့ပထမကတ်ပဲနော်နောက်ထပ်မတူညီတဲ့ဆိုင်လေးနဲ့တွားကြည့်အောင်နဲ့ကျွန်တော်80ခုနဲ့မှာကိုကိုရှိလို့ရှိရတော့ကိုကိုရှိစတဲ့တဲ့ချိန်မှာတော့3ထိတ်9ထိတ်6ထိတ်ဆိုပြီး3 9 6လို့သူကထိတ်စီး3လုံးဆောင်းထိုးတယ်တဲ့နော် 396လို့ထိပ်စီးသုံးလုံးဆောင်းထိုးထိုးပြီး996ရှိလို့တဲ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 ပြီးသူ့အောင်မမ1 2 3သူ့အောင်4 4ချိန်မြောက်တယ်မှာ8 9ဆိုပြီးသူတဲထားပါတယ်တော်တို့သုံးထိပ်9ထိပ်6ထိပ်996လို့တဲ1 2 3 4မှာ8 9လို့တဲထားပြီးတဲ့အဲ့8 9လည်းတော့တဲတဲ့အောက်ဆင်းလိုက်မယ်ပဲနော်1 2 3 4 5 6 9 10 17 ဇောင်းဆက်တပင်ဆင်းပြီးတော့လေသူကနေတဲ့တဲ့သွားလာမယ်1 2မှာ640လို့သူဖြိုက်ထားပါတယ်တဲ့ထွက်ပေးထားတယ်ပေါ့လေအဲ640ရာနေပေါ်ဘေးကနေပေါ်တက်လိုက်မယ်နော်1 2 3 4 5 6 9မှာ3 9ခွန်ဆိုပြီးသူတဲထားပြီတဲ့အဲ3 9ခွန်နေဇောင်း3နေတော့လိုက်မယ်နော်1 2 3 သုံးမင်သွားပြီသူကနေတဲ့တဲ့သွားလိုက်မယ်1 2 3 4 5 6 7 9ကိုပင်မြောင်မှာကျွန်တော်တို့ကိုနှစ်မြောင်မှာ401ဆိုပြီးသူတဲထားကြိုက်ထွက်ပေးထားပါတယ်တဲ့ဒါကျွန်တော်တို့ပထမကတ်ပေါ့လေနောက်ဒုတိယကတ်ကပဲမှာဖြစ်တုံဆိုရင်2001မှာကျွန်တော်တို့3ထိပ်9ထိပ်6ထိပ်396လို့ ထိပ်စီးတုံးလုံးစောင်းထိုးပြီးတော့ကိုကိုရှိလို့တဲတဲထားပါပြီတဲ့ပထမကတ်တိုင်းမှာသူတဲပြီးရနေတဲ့သူကအောက်ဆင်းလိုက်မယ်တေးနေ3 4ပထမကတ်တိုင်းမှာသူကိုရှိနှစ်ဆိုတဲပြီးထားပြီတဲ့အဲကိုရှိနှစ်လျာနေတော့အောက်ဆင်းလိုက်မယ်တေးနေ3 4 5 6 9 10 17အောက်ဆောင်17ချိန်စီတဲတဲသွားလိုက်မယ်တေးနေ3 4 ဒါလေးနှစ်မြောက်မှလည်းသူကလေး၃ည၉ဆိုပြီးပထမကတ်တိုင်းရိုက်ပေးထားပါတယ်တဲ့အဲလေး၃ည၉လေးရဲ့ဘေးရနေအပေါ်တက်လိုက်မယ်တော့တို့၁၂3 4 5 6 9ဒါပထမကတ်တိုင်းမှာသူ9 3ည9ဆိုပြီးတို့ရိုက်ပေးထားတယ်တဲ့အဲ9 3ည9တို့ဇောင်း၃ည်တက်လိုက်မယ်၁2 3ပြန်တဲရဲသွားလိုက်မယ်တဲ့1 2 3 4 5 6 9 10ဆိုတော့ဒီပွဲပေါ်ပြကျွန်တော်တို့ပထမကတ်မှာတော့ ဘုညာကခွန်နေဆောင်းသုံးညံတဲတဲ့ဆိုရင်၄ခွန်၁လို့ရိုက်ထားတယ်။ငါတို့အဲ့ဒါဆိုရင်သုံးညံသွားဒီမှာသွားမယ်လို့ဒီပွဲပေါ့ဗျာဒါခွန်၁၄လေးပေါ့စတဲ့ချင်းပြတ်။ဒါရတယ်ငါတို့မတူညီရနှစ်ကပ်ပါနော်။နောက်ထပ်ငါတို့မတူညီရဆိုင်လေးနှစ်ဆိုင်သုံးဆိုင်နဲ့သွားကြည့်အောင်လို့သူ99မှာငါတို့95ခွန်လို့တဲထားတယ်။အဲ့95ခွန်ရဲ့ဒီကနေအောက်တဲတဲ့ကြီးလိုက်မယ်တဲ့1 2 3 4 5 6 9 10 3လေးနှစ်ဆိုတဲ့ကဏ္ဍလေးရှိတယ်တဲ့အဲ3လေးနှစ်ဆိုတဲ့ကဏ္ဍလေးကကျွန်တော်တို့ကိုကိုခွန်ရဲ့စောင်းတဲတဲ့သွားလိုက်မယ်1 2 3 4 5 6ဒဲလိုက်ထွက်ပေးထားတာပါတဲ့ဒီ3လေးနှစ်ဟိုကိုကိုခွန်ရဲ့ဒီဘက်ကလာတဲ့ဒီ3လေးနှစ်လေးကကိုကိုခွန်ဆောင်တဲ့တယ်မှာပဲသူ3လေးနှစ်ဆိုတဲ့တဲပေးထားတယ်တဲ့အဲ့လိုတဲပြီးအဲ့3လေးနှစ်ကနေတော့ဒေါင်းဆင်းလိုက်မယ်တဲ့1 2 3 4မှာဒါ4 2 5ဆိုသူ တဲပေးထားပြန်ပြီတဲ့အဲ့လေးနဲ့ငါးနဲ့တော့ဇောင်းကနေတဲ့တဲတဲ့သွားလိုက်မယ်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30ဆချောင်းနှစ်မြောက်မှာဒါလေးတခွန်းဆိုပြီးသူရိုက်ထားတယ်တဲ့ဒါပထမကတ်ပေါ့လေဒုတိယကတ်မှာလည်းအဲ့နာလင်ကတ်ဖြစ်ထားပါတယ်တဲ့2000တင်မှာသူပထမကတ်တိုင်းမှာ9ကိုခွန်းလို့သူတည်ထားပြီတဲ့9ကိုခွန်းရဲ့ဘေးလေးအရင်တော့ရည်လိုက်မယ်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 သူကနေ၈ကြိမ်စင်းလိုက်3 4 4ဆိုတဲ့ကဏန်းလေးရှိပါတယ်အဲ့3 4 4ဆိုတဲ့ကဏန်းလေးကလည်း5 9ရက်1 2 3 4 5 6ပင်တက်လိုက်3 4 4လို့ဒါတဲတဲရိုက်ထားပါတယ်ပထမကံမှတော့3 4 2တဲပဲပေါ့လေသူကလည်း3 4 4တဲပဲပေါ့အဲ့3 4 4 3 4 4ကနေအောက်စင်းလိုက်မယ်တဲ့1 2 3 4မှာ ပထမကတ်တိုင်းမှာ၅လေးနှစ်လို့သူတည်ပေးထားတယ်တဲ့အဲ့လေအဲ့၅လေးနှစ်ဇောင်းကနေမှတည့်တက်သွားလိုက်မယ်တဲ့၁၄၃၄၅၆9 10 11 12 13 14 15 16ဒီပွဲပါပဲတဲ့နော်ပထမကတ်မှာသူ၄တစ်ခွန်လေးရိုက်ထားတယ်ဒီပွဲဒါ၄တစ်ခွန်ခွန်တလေးပေါ့လေကျွန်တော်မှတ်ထားတာလေဟိုဒါတော့တော့မတူညီတဲ့ဆိုင်၃ဆိုင်ကိုနောက်ထပ်မတူညီတဲ့ဆိုင်လေးတွားကြည့်အောင်ရ88မှာဒါလေးကတော့မိတ်ဆွေတို့အရင်မှပြပြီးသားပါ တလေးကိုလို့ရှိတယ်သူ့တပင်ကျော်မှာငါတို့၄ခွန်၄လို့ရိုက်ထားတယ်အဲ့တလေးကိုကနေတဲ့တက်လိုက်ရင်နဲ့၁၂၃၄၅၆ခွန်မှာကျွန်တော်တို့၆၈၅ဆိုပြီးတကသူကတဲပေးထားတယ်တဲ့၁၂၃၄၅၆ခွန်၆၈လို့တဲထားတယ်တခါအဲ့၄ခွန်၄ခွန်လေးလေးအရင်တော့အောက်ဆောင်ဆင်းလိုက်မယ်တဲ့၁၂၃၄၅၆ခွန် ခုနှစ်ကြိမ်ရဲ့ဘေးမှာတခါကျွန်တော်တို့83ခွန်းဆိုပြီးတည်ထားတယ်တဲ့ကျွန်တော်တို့ဒီ၄ကို၄ခွန်း၄83ခွန်း65ပေါ့ဗျာအဲ့လိုဒီ၄ကို၄ခွန်း၄လေးတည်ထားတဲ့ကျွန်တော်တို့လေးခွန်လေးရဲ့ဇောင်းကနေကြီးလိုက်မယ်တဲ့1 2 3 4 5 6ခွန်8ဒါဇောင်းကနေကြီးလိုက်10နှစ်မြောက်မှသူ140ဆိုပြီးရိုက်ပေးထားပါတယ်တဲ့ ဒီလေးတဲ့သူ့ဒီမှာ6ရှင်ကသူ့ဒီမှာ73ခုမပြတ်ကွာဝေးတူတူပါပဲအဲ့ဒီလေးဆရာနေတော့ဇောင်းတက်လိုက်ဇောင်းကနေကြည်လိုက်ဦးမယ်တဲ့1 2 3 4 5 6ခုမှာ633ဆိုပြီးကျွန်တော်တို့ရိုက်ပေးထားပြန်နေတဲ့အဲ့633 4ဇောင်းကနေအောက်ကနေပေါ့လေနော်ကြည်လိုက်မယ်တဲ့1 2 3 4 5 6 9 10 ရှင်းနှစ်မြောက်မှာ၄၁ခွန်းဆိုပြီးကျွန်တော်ရိုက်ထေးထားပါတယ်တဲ့ဒီ630လေးရဲ့ကျွန်တော်ဒီကနေတဲတဲကြီးလိုက်တော့ဒီ630လေးကလည်းဒီ40ကနေဒီကလာတဲ့တူတူပဲပေါ့ဗျဟိုဘက်ကမှတော့ခုနဒီ၄ကိုးတွေပေါ့အဲ့မှာ၄၁ခွန်းလို့ဒါရိုက်ပေးထားတယ်ပေါ့လေဒါကဟိုပထမကတ်ပေါ့ဒုတိယကတ်မှာလည်း2000နှစ်မှာလဲတဲ့ပထမကတ်တိုင်းမှာသူကဒီ၄ကိုးလို့တည်ထားပြန်ပြီတဲ့သူ့တပင်ကြော်မှာမှဒါပထမကတ်တိုင်းမှာ၄၄ခွန်းလို့သူရိုက်ထားတယ်တဲ့ အဲ့ဒီလေးခုကနေတော့တက်လိုက်မယ်1 2 3 4 5 6 9 9မီတက်လိုက်တဲ့ချိန်မှာလေပထမကတ်တိုင်းမှာ685လို့သူတဲတဲပေးထားပါတယ်ပထမကတ်တိုင်းမှာလည်း685ပေါ့ဗျာတခါအဲ့လေးလေးခွန်နဲ့အောက်ဆင်းလိုက်မယ်ね1 2 3 4 5 6 9 9ကျင်းရဲ့ပေးမှာလေပထမကတ်တိုင်းမှာသူက380ဆိုပြီးပြန်တဲထားပြန်တယ်နော်380 4 4 9 9 685ပေါ့ဗျာတခါအဲ့ တလေးကိုလေးလေးခွန်နဲ့လေးလေးခွန်ဆောင်းနေတော့ရည်လိုက်မယ်တေးနေ3 4 5 6 9 10 10 10မှာလဲပထမကတ်တိုင်းမှာသူတစ်တုံညာလေးဆိုပြီးရိုက်ပေးထားပြန်နေတဲ့တခါအဲ့တစ်တုံညာလေးဆောင်းနေရည်လိုက်မယ်တဲ့နော်တေးနေ3 4 5 6 9 6 3 0ဆိုပြီးရိုက်ထားတယ်တဲ့ပထမကတ်မှာလဲ6တုံညာ3ဆိုပြီးသူရိုက်ပေးထားတယ်ဗောလေအဲ့လိုရိုက်ပြီးအဲ့6 3 0နော်အောက် သူ့အောက်ဘေးကနေသူ့အောက်ဆောင်ကနေကြီးလိုက်မယ်တဲ့1 2 3 4 5 6 9 10ဆိုတော့ဒီပွဲပါပဲတဲ့နော်ဒီပွဲပါပဲဒီမှာဖမကမန်တော့၄1 9လို့ရိုက်ထားတယ်ပေါ့လေအဲကြောင့်ဒီပွဲမှာကျွန်တော်တို့၄1 9 4 4ပဲကျွန်တော်မှန်းထားတယ်ဒါကတော့ကျွန်တော်တို့တူနေတဲ့ site ၄ site နဲ့ပေါ့နောက်ထပ်ကျွန်တော်တို့မတူနေတဲ့ site လေးတစ် site နဲ့ထပ်သွားကြည့်အောင်တဲ့ဒါလည်းမိတ်ဆွေတို့ကျွန်တော်ရင်တော့ပြပြီးသားပါဗျာနော်မှတ်မိမလားတော့မသိဘူးနော် တင်းငါးတလို့သူတဲတယ်ထားတာသူမတဲခင်မှာလည်းသူစောင်း1 2 3 4င်းလေးပင်တလိုင်းနဲ့သူက၄ထိတ်၃ညခါ၄ပိတ်၄၃ညလေးဆိုပြီးသူစောင်းထိုးထားတယ်တဲ့ဒါကအဲ့၄၃ညလေးစောင်းထိုးထားအောင်မှာဒါကဒီမှာတခါ၈ခါ၃ညခါ180လို့လည်းဖြစ်တယ်၄၃ညလေးလို့လည်းကျွန်တော်တို့စောင်းထိုးထားတယ်အဲ့လိုစောင်းထိုးထားယူမှသူက ဒီ၃ညခါလေးကနေ၁၂၃၄၅၁ဆိုရင်တော့တဲတဲရိုက်ထားပါတယ်တခါအဲ့၁၅တိကနေတဲ့တို့ဇောင်းကြီးလိုက်မယ်၁၂၃၄၅၆ပြီး၆နှစ်မြောက်မှာ၆ခွန်၃ဆိုတဲ့ကဏ္ဍလေးရှိတယ်အဲ့၆ခွန်၃ဆိုတဲ့ကဏ္ဍလေးကတို့နောက်နှစ်မှာပြန်လိုက်ထွက်ပါတယ်တဲ့သူထွက်မယ်ဆိုတော့လဲတဲ့သူက၁၂၃၃ကြိမ်ပဲခွန်၅၆ဆိုတဲ့ကဏ္ဍလေးခံပြီးမှာ တို့ပြန်ထွက်တယ်ဗောလေဒါမိတ်ဆွေတို့ကျွန်တော်ပြပြီးသားဗောလေအဲ့ခွန်ချသုံးကြခင်6ခွန်3ဆိုတဲ့ဒီတည်ထားတဲ့ကဏန်းလေးအောက်ကျွန်မအောက်ဇောင်းပေးမှာမားတယ်ကျွန်တော်တို့ခွန်ဘိတ်နှစ်ဘိတ်5ဘိတ်ဆိုပြီးခွန်25လို့နောက်ဘိတ်3လုံးဇောင်းထိုးထားပါတယ်တဲ့အဲ့ဇောင်းထိုးထားတဲ့နောက်ဘိတ်5နောက်ဘိတ်ကနေမှအောက်ကိုဆင်းလိုက်မယ်တဲ့တဲ့တဲ့သူကနေ1 2 3 4 5 6 9 8ဒီပွဲမှာကျွန်တော် ဇောင်းကိုးပင်ဆင်းလိုက်တာနဲ့84လို့ရိုက်ထားတယ်တဲ့အဲ့ခွန်84လို့မထွက်ခင်မှာလဲသူ့ရဲ့ကျွန်တော်တို့1 2 3 4နောက်4နှစ်မြောက်အောက်မှာမှာ4 3 4ဆိုပြီးပြန်ဇောင်းထိုးပေးထားတယ်တဲ့ပထမ4 3 4ကိုပြန်ပြီးတော့ဇောင်းထိုးပြီးမှာခွန်84လေးကြာထားတယ်ပေါ့လေအဲ့တော့ပထမကတ်ပေါ့ဒုတိယကတ်မှာလဲကျွန်တော်တို့2015မှာတဲ့တင်းငါးတက်လို့တဲတဲထားပြီတဲ့ အဲ့တင်ငါတစ်ဆောင်ယူလိုက်မယ်တဲ့နော်တို့1 2 3 4ဆောင်းလေးုံတက်လိုက်ရင်တဲ့သူပထမကတ်တိုင်းမှာ၄ထိတ်၃ညာခါ၄ဘိတ်၄၃ညာ၄လို့တုံးလုံးဆောင်းထုတ်ထားယူမှာတစ်ခါ၈ခါ၃ခါညာခါတစ်80လို့နော်တို့ခါတုံးလုံးလည်း၄၃ညာ၄လို့ဆောင်းထုတ်ထားပြီးမှာတင်ငါတစ်လေးလိုက်ထွက်ထားပါတယ်တဲ့ပထမကတ်တိုင်းအဲ့လိုထွက်ပြန်တဲ့တင်ငါတစ်ကနေနော်တို့ ခေါင်းကနေကြည့်လိုက်မယ်တဲ့1 2 3 4 5 6မှာ9 3 8ဆိုတဲ့ကဏ္ဍလေးရှိတယ်အဲ့9 3 8ဆိုတဲ့ကဏ္ဍလေးကလည်းနောက်နှစ်မှာပြန်လိုက်ထွက်ပေးထားပါတယ်တဲ့သူထွက်မယ်ဆိုတော့လေသူကပထမကတ်တိုင်းမယ်တဲ့1 2 3ခေါင်း3မိနစ်ခွန်း65ဆိုတဲ့ကဏ္ဍလေးခံပြီးမှသူကဒါလာထွက်ပေးထားတယ်ပေါ့လေအဲ့လိုထွက်ပေးထားတဲ့မူလတည်ထားတဲ့9 3 8ရဲ့ဆောင်းကြမှာကျွန်တော်တို့ခွန်ဘိတ်နှစ်ဘိတ် 5ပိတ်ဆိုပြီးဖွန်နေ5လို့နောက်ပိတ်3လုံးဇောင်းထိုးထားတယ်တဲ့အဲ့လိုဇောင်းထိုးထားတဲ့5နောက်ပိတ်ကဘေးကနေကြီးလိုက်မယ်တဲ့1 2 3 4 5 6 7 8 9ဆိုတော့ဒီပွဲပါပဲတဲ့နော်ကျွန်တော်တို့ဒီမှာကင်မရာကွန်တလေးလို့ရိုက်ထားပါလို့သူမြိုက်ခင်မှာ1 2 3 4 4ပြန်ရအောင်4 3ရလေးပြန်ဆောင်းထိုးပေးထားတယ်တဲ့အဲ့ဒါကျွန်တော်ဒီမှာလက်ကြည့်ရအောင်နဲ့1 2 3 4 4ပြန်အောင်မှာ၄၃၄ဆိုပြီးဒါဆောင်းပြန်ထိုးပေးထားပါတယ်တဲ့ ราတို့มูลတည်ခဲ့တဲ့434 380ပေါ့ဗျာဒီ434လေးလေးကိုဒီမှာပြန်ပြီးကောင်းထုတ်ပြီးမှာခွန်တီလေးလေးဒါကြတယ်လို့ကျွန်တော်ယူဆထားတာပေါ့လေအကယ်၍ကျွန်တော်တို့ဒီခွန်တီလေးကိုပုံတူမြူပဲနဲ့ကျွန်တော်တို့ဒီနားမှာมูลကောင်းထုတ်ထားတဲ့434 380ပေါ့เนาะ380လို့လဲထား434လို့ထိုးထား ဆောင်းထိုးထားတဲ့ဒီ41ဆိုတဲ့ကဏန်းလေးရမြန်းဒီ၄တုံညာလေးဆောင်းထိုးပြီးတော့ဒီကိုလိုက်ပို့ခဲ့တဲ့ဆိုရင်ပေါ့လေအဲ့ဒါဆိုရင်ကျွန်တော်တို့မူလတည်ထားတဲ့၄တုံညာလေးဒီ60ဒီခါကဏန်းလေး31ဆိုတဲ့ကဏန်းလေးရနော်တို့ဒီ၄တုံညာလေးဆောင်းထိုးပြီးဒီမှာလာပို့ခဲ့ပို့နိုင်တယ်ပေါ့လေအားကြောင့်လို့ဒီဘွဲမှာကျွန်တော်ကအဓိကတော့၄တစ်ခွန်နဲ့ ဖွန်တလေးပေါ့လေ3.2ကတော့ရန်ပေါ့ပြီးတဲ့ပတ်ပြီးကြတဲ့ဖိုင်မှာလည်း3.2လေးထည့်ပေးထားပါဗျ။4.9ကြကြကျွန်တော်တို့3.2ပဲကြကြဒီပွဲမှာ4.9ကြတော့ပိုကောင်းဆုံးပေါ့လေကျွန်တော်73ချိန်မှာကျွန်တော်ဖမ်းထားတဲ့ခွန်း6လေးကတော်တော်အားကောင်းတော့4.9ဒါ71ချိန်ပေါ့နော်တပင်းကြောမှာကျွန်တော်တို့1.6ဆိုပြီးလို့ရိုက်သွားပြီပေါ့ဗျာတခါဒီမှာဖွန်တလေးတပင်းကြောမှာ4.9 ုံနှစ်6လို့ဒါရိုက်သွားပြီပေါ့လေရိုက်မယ်ဆိုရင်ပေါ့ရိုက်နေတယ်ပေါ့လေအကယ်၍ဒီမှာကျွန်တော်တို့ခွန်တလေးလေးတစ်ခွန်ကြခဲ့ရင်နောက်တပင်ကျော်မှာဒါကျွန်တော်ရဲ့တထည့်ဖြစ်မဲ့မွေးတဲ့ကွက်ကိုမကြည့်ရသေးဘူးသွားကြည့်လိုက်ပါနော်စောကြီးကတည်းကခွန်နှစ်6နဲ့ခွန်6နှစ်လေးကအာဒီပွဲမှာ၄တခွန်ခွန်တလေးပတ်လဲကြိုက်တယ်လို့ကြားခဲ့နောက်ပွဲမှာ73ချိန်မှာကျွန်တော်တို့ခွန်6ခွန်6နှစ်လေးအတော်တော်ကောင်းသွားပြီပေါ့လေအကယ်၍ အရန်လေးရ3တိနစ်အားကြားခဲ့ရင်လဲတို့9686နေလဲ73ချိန်မှာအားကောင်းတဲ့အကြောင်းတင်ပြလိုက်တာပါတယ်မိတ်ဆွေတို့ကြာရင်လဲအဲ့နှစ်ကွက်လေးထိုးကြပါအောင်မနော်ပထမဖိုင်မှာတော့တင်ပြထားပါ73ချိန်လေးလဲနီးလာပြီဆိုတော့ဒီပွဲတော့9686နေလေး1နှစ်လေး1လေးနှစ်လေးနည်းနည်းလေးဒီရန်ထိုးကြအောင်ရကျွန်တော်တို့ဒီပွဲနဲ့72ချိန်နဲ့မထွက်ပါသေးနဲ့အောင်မစူတောင်းထားရပြဒါမှ73ချိန်မှာအောအောင်လို့ပါဒီပွဲမှာ၄တစ်ခွန်အားကြကြ သုံးတိနှစ်အားကြကြကြိုက်တယ်လို့ကြပါလို့ကြားခဲ့လို့ရှိရင်တော့ညတို့73ချိန်မှာတော့86 86နေလေးကတော်တော်လေးကိုထိုးအားရှိသွားမယ်လို့ကျွန်တော်ယူဆထားတယ်ပေါ့လေကျွန်တော်ဖန်ထားတာလဲ73ချိန်ဆိုတော့မိတ်ဆွေတို့ကြည့်ထားလို့သိမှာပေါ့နော်လေးတခွန်ပြင်းညတပင်ကျော်86ကြားထားတယ်ကြားထားတယ်အဲဒီမှာဒီဘွဲမှာခွန်တီလေးလေးပဲလဲအားခဲ့အားအောင်ခဲ့လို့ရှိရင်တော့73ချိန်မှာမိတ်ဆွေတို့ ကျွန်တော်တင်ပေးထားတဲ့တထေးဖြစ်မဲ့မွေးတက်ွက်ဆိုင်လေးကိုမကြည့်ရသေးသူများတွားကြည့်လိုက်ကြပါကျွန်တော်ဒီဦးတစ်ချိန်နှစ်ချိန်ထွက်ပြီးကြတင်ပေးထားပါတယ်နော်ကဲအားလုံးကံပြီးချဲသူကြီးပေါ့ကြပါသေးဗျာ